မင်္ဂလာပါရှင်2025ခုနှစ်မတ်လ28ရက်နေ့တောက်ကြနေမင်းယူချန်နေမြန်မာဘာသာပြန်အစီအစဉ်မှကျမနှစ်လဝင်ပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းကားချုပ်ရူဟင်ကြောင့်မြောင်းနေရက်ပြန်ရေးနိုင် အာရှခေါင်းဆောင်များဤလှုပ်ဆောင်ချက်အတွေ့ယူနစ်ကတိုက်တွန်းပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပုံမူကျက်ပြန့်နဲ့ပထဝီဝင်နိုင်ငံရေးတင်းမာမှုများကိုမိမောက်ချိုးပြပြီး စီးပွားရေးနဲ့ခြောက်ပံ့ရေးချိတ်ဆက်မှုများကိုပြတ်တောက်စေပြီးဂါဇာကမ်းမြောင်ဒေသတွင်ဆက်လက်ဖြစ်ပွားနေတဲ့လူမျိုးသုံးတပ်ဖြတ်မှုနဲ့ယူကရိန်းတွင်ကာလကြာရှည်ဖြစ်ပွားနေတဲ့စစ်ပွဲများအပါအဝင်ကမ္ဘာ့အကျပ်အသေးများစွာကိုပေါမော့ခယူနက်စ်ကအလေးပေးပြောကြားခဲ့ပါကြတယ်။အကြံပေးအရာရှိချုပ်ပရော်ဖက်ဆာမိုဟာမက်ယူနက်စ်ကအတင်းအဓမ္မမောင်းချုပ်ခဲ့တဲ့ရိုဟင်ဂျာတွေကို ်ဘေးကင်းပြီးဂုံတိတ်ခါရှိစွာ၎င်းတို့၏နေရတိုင်းပြည်မြန်မာနိုင်ငံတို့ပြန်ပို့ရေးအာမခံချက်ပေးဖို့အာရှခေါင်းဆောင်တွေကိုတိုက်တွန်းလိုက်ပါတယ်။ကြာတာဘရီနေမက်ရှလ29ရက်နေ့တွင်ဟိုင်နန်တွင်ကျင်းပခဲ့တဲ့ဘူအာဖော်ရမ်ဖော်အေရှား BFA ညီလာခံအဖွဲ့မျက်နှာစုံညီပွဲတွင်ပမခယူနက်စ်ကဘင်္ဂလားဒေ့ရှ်တီရူဟင်ဂျာတိတိတမနှစ်တန်းကျော်ကိုလက်ခံကျင်းပပေးခဲ့ပြီးခုနှစ်နှစ်ကျော်ကြာ ်ဦးဆောင်ထမ်းလာခဲ့တဲ့ဝင်းထုတ်ဝင်းပိုးကိုမိမောင်းထိုးပြခဲ့ပါကြတယ်။ကျွန်ုပ်တို့သည်တိတာထင်ရှားတဲ့လူမှုရေးစီးပွားရေးနဲ့တဘာဝပတ်ဝန်းကျင်ဆိုင်ရာကုန်ကျစရိတ်များကိုဆက်လက်ခံနေကြရသည်ဟု၎င်းကပြောကြားခဲ့ပါကြ။ကူလာတမကအသွင်းရည်မှုချုပ်အန်ဂျိုနီယိုဂူတာရက်စ်မကြသေးပြီကရိုဟီဂျာဒုက္ခသည်စကမ်းမြောက်သို့တွားရောက်လဲပတ်မှုအပါအဝင်ကမ္ဘာလုံးဆိုင်ရာစီးလုံးညှို့မှုရှိနေတော့လေ နိုင်ငံတကာ၏ကျိုးပန်းအားထုတ်မှုများကျုံ့သွားကြောင်းပမခယူနက်စ်ကထောက်ပြခဲ့ပါတယ်။အကြအသေးကိုတရှိခံတဲ့တရားမျှတစွာဖြည့်ရှင်းနိုင်ရွယ်အာရှနိုင်ငံများကိုစည်းလုံးညီညွတ်ကြရန်၎င်းကတောင်းဆိုခဲ့ပါတယ်။ပူမိုကျဲ့ပြဲနဲ့ပထဝီဝင်းနိုင်ငံရေးတင်းမှမှုများကိုမိမောင်းချုပ်ပြပြီးစီးပွားရေးနဲ့၆ပတ်ရေးချိတ်ဆက်မှုများကို ပြတ်တောက်စေပြီး ဂါဇာကမ်းမြောင်ဒေသတွင်ဆက်လက်ဖြစ်ပွားနေတဲ့လူမျိုးသုံးတပ်ဖြတ်မှုနဲ့ယူကရိန်းတွင်ကာလကြာရှည်ဖြစ်ပွားနေတဲ့စစ်ပွဲများအပါအဝင်ကမ္ဘာ့အကျပ်အသေးများစွာကိုပမခယူနက်စ်ကအလေးပေးပြောကြားခဲ့ပါတယ်မြန်မာ၏နှစ်ရှည်လမြောင်မတိမငိမ့်ဖြစ်မှုသည်ဒေသတွင်းငြိမ်းချမ်းရေးနှင့်လုံခြုံရေးကိုချိန်ချောက်နေသည်ဟုလည်း၎င်းကသတိပေးခဲ့ကြောင်းသိရပါကြ။ပါလက်စတိုင်းအကြမ်းအသေးဟာအာရဗ်နှင့်မွတ်စလင်ပြည်ထောင်တာတတ်တော်မဟုတ်ပါဘူး။ ဒါဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာပြဿနာတစ်ခုပါဟု၎င်းကမှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။အာရှ၏စီးပွားရေးအခင်းချင်းစီတို့ဒေသတွင်းလူငယ်လူသားအင်အားများကိုအတုံးချရန်အရေးကြီးကြောင်းပမခယူနက်စ်ကအလေးပေးပြောကြားခဲ့ပါတယ်။သူဦးတည်ထွေမှုနှင့်ရေရှည်တည်တဲ့ခိုင်မြဲတဲ့အဖွဲ့အစည်းများကျွဲငွေကြေးပုံမှုရရှိရန်တွန်းအားပေးခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာအလောက်ကိုင်းဈေးကွက်များနှင့်လိုက်လျောညှိထွေဖြစ်စေတဲ့ပညာရေးစနစ်ပေါ်ပေါက်လာဖို့ပြုံးအားပေးခဲ့ပါကြ။လူစွမ်းအားအရင်အနည်းမှာယင်းဤမြုပ်နယ်မှုကအာရှရဲ့အနာဂတ်ကမ္ဘာလုံးဆိုင်ရာရှင်ပြိုင်နိုင်စွမ်းကိုပုံဖော်ပေးလိုက်မည်ဟု၎င်းကအခရမပြောကြားခဲ့ပါကြ။ကျောင်းမှကွာဟချက်များကိုလျှော့ချရင်ခိုင်မာတဲ့ကျိုးပန်းအားချုပ်မှုများပြုလုပ်ရန်လည်း၎င်းကတောင်းဆိုခဲ့ပြီး အာရှတွင်အမျိုးသမီးများ၏လောက်သားအင်အားပါဝင်မှုနေပါနေသေးကြောင်းမှတ်ချက်ပြုပြောဆိုခဲ့ပါတယ်ပရိုဖက်ဆာယူနစ်သည်အာရှ၏ရင်ကျေးမှုကွဲပြားမှုကိုကမ္ဘာလုံးဆိုင်ရာအသွေးခေါ်များနှင့်အုပ်ချုပ်မှုကိုပုံဖော်ပေးသည့်အဓိကခွန်အားအဖြစ်ချီးကျူးခဲ့ပါတယ်အာရှဒေသ၏တက်ကြွမှုကိုထိမ့်သိမ်းရန်အတွက်ကိမီစမ်းသည့်တီထွေမှုများနှင့်ရိုးရော်ကလေးများကိုရောဆက်ခြင်း၏အရေးပါမှုကို၎င်းကမိမောင်းချိုးပြခဲ့ပါသည် ဒဝိထုံတန်အစီအလာနဲ့ခင်မီမူတို့ကိုရောနှောခြင်းသည်ထူကြတဲ့စွဲအိမ်ကိုဖန်တီးပေးပြီးအာရှကိုရှေ့သို့တုံးပို့နိုင်၍အာရှဤနန်းနေရဲတမိုင်းဝင်ပြည့်ရက်များကိုဂုံပြူရတယ်လို့၎င်းကဆိုပါကြ။ဒေသတွင်ပူပေါင်းဆောင်ရွက်မှုသည်အရေးကြီးပြီးပမ္မခယူနက်စ်ဤမှတ်ချက်များသည်ရူဟင်ဂျောများနေရပြန်ရေးသိချစေရန်မြန်မာနိုင်ငံအပေါ်နိုင်ငံတကာ၏စင်ဆက်မပြတ်ပြအားပေးမှုလိုအပ်ကြောင်း အလီဘီဖော်ပြခဲ့ပါတဲ့ကုလသမဂ္ဂနဲ့အင်အားကြီးနိုင်ငံများအပါအဝင်ကမ္ဘာအပိုင်အဝန်တွေနေရက်စွန့်ခွာသူရိုဟင်ဂျာများဘေးကင်းလုံခြုံပြီးမိမိဆန္ဒအလျောက်နေရက်ပြန်နိုင်ရဲ့အတွက်မြန်မာနိုင်ငံကိုတောင်းဝင်ခံရမည်ဖြစ်ပါတဲ့မြန်မာစစ်အစိုးရသည်နေရက်ပြန်ဖို့ရေးကြိုးပမ်းမှုများကိုတွန်းလှန်နေပြီးလူအခွင့်ရေးဖွဲ့စည်းများပြီးညှဉ်းပန်းနှိပ်စက်မှုများဆက်လက်ရှိနေကြကိုသတိပေးနေတဲ့အတွက်နိုင်ငံတကာတန်တမန်ရေးနဲ့ စီးပွားရေးအရာဖိအားများသည့်အရေးကြီးကြောင်းပြောဆိုခဲ့ပါတယ်။ပြင်းထန်တဲ့ပိတ်ဆို့အရေးယူမှုများပြင်းထန်ထားတဲ့တန်တမန်ရေးရာကြိုးပမ်းမှုများနဲ့မြန်မာနိုင်ငံရဲ့ခေါင်းဆောင်ပိုင်းအပေါ်တာဝန်ခံမှုအစီအမံများသည့်အကြအသေးကိုအဆုံးသတ်ရန်လိုအပ်ပါတယ်။ BFA ညီလာခံကို Boa Forum E အထွေထွေအသွေးအရေးမှုချုပ်စန်ဂျွန်ဩဂတနေကုလသမဂအထွေထွေအသွေးအရေးမှုချုပ်ဟောင်းဘန်ကီမွန်နေ တရုတ်နိုင်ငံအမှုဆောင်ဒုဝန်ကြီးချုပ်ဒင်းရွှေဆောင်ချုပ်ကမိခွန်ပြောကြားခဲ့ပါတယ်။ BFA ညီလာခံတွင်ရိုဟင်ဂျာကြက်တဲကိုဖြည့်ရှင်းရန်ပမခယူနိုစ်၏အယူခံဝင်မှုသည် အရေးကြီးတဲ့သတိပေးချက်တစ်ရက်အဖြစ်ရှိနေပေမယ့်ပြည်ထနာကဖြည့်ရှင်းနိုင်ခြင်းမရှိဘဲကြန့်ရှိတယ်လို့ဆိုပါတယ်။အာရှကောင်းဆောင်ပိုင်းနဲ့နိုင်ငံတကာပြည်အားများညှိနှိုင်းမှုမရှိပဲဘေးကင်းပြီးရေရှည်တည်တဲ့နယ်ဖြစ်ရှင်းချက်သည့ 蓝蓝的闽南江，对呀，你撇宝地。